င်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့ခိုင်ရင်းဝေပရာဟိတအသင်းကနာမည်ကျော်ရုပ်ရှင်သုံးဆောင်တွေပူးပေါင်းပြီးတော့အလှငွေ300ကျီထဲဝင်လှူဒန်းနေဆွဲသတင်းလေးပဲဖြစ်ပါတယ်ပရာဟိတမိခင်ကြီးလို့တင်စားခေါ်ရနေကြတဲ့ရုပ်ရှင်မင်းသမီးခိုင်ရင်းဝေကတော့ရှင်းနေဖြစ်ပေါ်လာတဲ့အမြင်ကလေးကြောင့်အထူးကဲဆုံးရှုံးသွားသူတွေကိုငွေကျပ်သိန်းတစ်ထောင်မှာတီဗီလိုအပ်တာတွေကူညီသွားမယ်လို့ဆိုပါတယ်တဘာဝဘေးအတွက်လိုအပ်တဲ့နေရာတွေကူညီဖို့အတွက်ခိုင်ရင်းဝေပရာဟိတအသင်းက900သားသမီးရဲ့အလှူအဖြစ်နဲ့ ငွေကျပ်သိန်းတစ်ထောင်မှ TV လိုအပ်တာတွေကိုကူညီသွားပါမယ်လို့တေယောဆောင်ခိုင်းနှွေကပြောပါတယ်။သူမကတော့သဘာဝဘီအန်နီရဲ့ကြုံတွေ့လေးရှိတဲ့အရေးပေးမိပေးစာရာတွေကိုစောစန်းတမန်ကူညီပေးနေလျက်ရှိသူဖြစ်ပါတယ်။အဆိုပါသဘာဝငနှင်းကြောင့်ပျက်စီးသွားတဲ့နေရာတချို့ကိုတောင်းရောက်လူဒန်းဖို့ယနေ့မတ်လ28ရက်နေ့မှာစတင်ပြီးပြည်သက်တရားအတည်ပြုလာပါတယ်။မြင်းငလင်းကြောင့်မြန်မာနိုင်ငံတဝန်းနဲ့မြန်မာနိုင်ငံပြည်ပနိုင်ငံအသီးသီးရဲ့နေရာတော်တော်များများပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့လူတွေရဲ့အထီးဖြစ်ပျက်ခဲ့တာပါ။ နောက်ဖြတ်အားဖြင့်စကိုင်းပြက်၍ငလင်းလောက်ခမှုမှာဘေးအန္တရာယ်သင်ခဲ့တဲ့ပြည်သူတွေအတွက်ရုပ်ရှင်မင်းသမီးခိုင်နှုံးရဲ့ဦးဆောင်တဲ့ခိုင်နှုံးဝေပရိုက်တာတင်းစီအမှုပညာရှင်တချို့ကလည်းငွေကြေးတွေပါဝင်လှူဒန်းလာပါတယ်။တဘာဝဘေးအတွက်လိုအပ်တဲ့နေရာတွေမှာကူညီဖို့ခိုင်နှုံးဝေပရိုက်တာအသင်းမှ900သားသမီးအလှူဖြင့်ငွေကြေးသိန်းတစ်ထောင်မှတည်ထားသလိုဝမုံရွှေကြီးတို့အစနီးမောင်နှံကအကျပ်သိန်း300ရုပ်ရှင်မင်းသားနေတူမိသားစုကအကျပ်သိန်း100မင်းသမီးအချောပိုကအကျပ်သိန်း100လှူဒန်းခဲ့ပါတယ်။ နောက်ထပ်လည်းအစိုးရမီလာတန်စင်က7360အစိုးရလွှမ်းပိုင်က7350အစိုးရရဲလေးက7330မင်းမီယူတနာတင်က7350နဲ့တခြားနာမည်ကျော်တရုတ်ဆောင်ဇက်ပူဇန်အနေနဲ့လူဒန်းနေကြတာကိုတွေ့ရပါတယ်။ရုပ်ရှင်နဲ့ brighter မင်းမီခိုင်နွေကပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလအတွင်းကကြုံတွေ့ကြရတဲ့ရည်ကြီးရှင်မှုတော်ဝဘေးအန္တရာယ်ဖြစ်စင်ပါလေ။ပြည်သူတွေပြည့်စည်သွားတဲ့တိုက်တာအဝင်အဆောက်အဦပြည့်စည်မှုတွေကိုဖြည့်ဆည်းလူဒန်းပေးခဲ့သလို တဘာဝဘေးကြုံနေရတဲ့ပြည်သူတွေစီကိုယ်တိုင်သွားရောက်ကစိတ်ထောက်ခွန်အားပေးခဲ့သူလည်းဖြစ်ပါတယ်။ဆရာရပရိသတ်ကြီးတို့အများဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့မြန်မာအိန္ဒိယပူပေါင်းတင်ဆက်မဲ့ drama action ဇလံပုံစံစုံမှန်ဇလံတွေ media mix ဆက်တဲ့အခမ်းအနားလေးကိုပြောပြပေးကြပါတယ်။မြန်မာအိန္ဒိယပူပေါင်းတင်ဆက်မဲ့ drama action ဇလံပုံစံစုံမှန် A Convergence Point Series Media Mix ဆက်ပွဲကိုယနေ့မတ်လ29ရက် ညနေပိုင်းကရန်ကုန်မြို့ကန်တာရှော့ပင်းမောမှာရှိနေ Rankun Cine Plus မှာကျင်းပခဲ့ပါတယ်။ကျွန်တော်အနေနဲ့ဒီဇလန်တွေကိုကောင်းဆုံးတင်ဆက်သွားဖို့ပြင်ဆင်ထားပါတယ်။တရုတ်ဆောင်ပိုင်းတွေကိုကာရီတာနဲ့ live factor တွေတိကျရေးချေပြီးတော့မြန်မာအိန္ဒိယပူပေါင်းတင်ဆက်မှာဖြစ်ပါတယ်။ Drama Action ဇလန်ကပရိသတ်တွေရတဲ့တမျိုးစီခံစားမှာလည်းဖြစ်ပါတယ်လို့ဇလန် Director အကာမန်ကပြောပါတယ်။အဆိုပါစကားကိုတော့စညွန်ယုံလေး TMK ချင်း ဒါရိုက်တာအကမန်က action drama ဇလံပုံစံအပိုင်း20စာကိုလာမယ့် April 24ရက်မှာစတင်ရဲကူပုံပေါ်မှာဖြစ်တယ်လို့သိရပါတယ်။တေယောဆောင်နေနေနဲ့ Academy ထွန်းထွန်း၊ထွန်းမင်း၊မင်းဟိန်၊တင်မောင်စမ်းမင်းဝင်းခွန်တာချူ၊ဒေါင်းဝေမျိုးကြီး၊ Ranking ရဲကိုကိုရဲသွေးတီဟာနေကြီးရွှန်းလက်အုံတွေဦးတာတာထက်ရမင်းတတထရမင်းအိမ်ဒီပါချောစုသူစာနဲ့အနုပညာရှင်များစွာပါဝင်ကြမှာပဲဖြစ်ပါတယ်။ပြည်သက်ကြီးတွေမျှဝေပေးလိုက်ပါတယ်နော်။ အခုတင်ဆက်ပေးချင်တာကတော့ဖတ်တီးမှာတမယာသီးပေါင်းရောင်းတာကို FDA ထိတက်တိုင်ခံရပါတဲ့။အော်အတော်လေးလဲကျမကြီးလိုက်စားကြတဲ့နိုင်ငံမှာလား။ဒီလိုသာဆိုရင်လမ်းပြဈေးဈေးဈေးတန်လေးတွေရဲ့အခြေအနေက မလွယ်ပါလားလို့တွေးမိပြီးတော့အစိမ်းကောင်းဖြစ်မိပါတယ်။ဖတ်တီးမကိုအခွန်သိန်း80တောင်းတာကတက်ဖွဲ။သူ့ရောင်းတဲ့ဖျားဝင်းလေးကမောင်းထုတ်တာကတက်ဖွဲ။အဲ့ဒါအပြင် FDA ကလည်း notice စာပို့ပြန်တဲ့။သူ့သာဒီလောက်ထိနာမည်မပေါက်ခဲ့ဘူးဆိုရင်ဒီလိုဖြစ်မှာမဟုတ်ဘူး။ကြည့်စမ်းပါဦး။ နိုင်ငံကြီးကိုတိုးတက်ချင်ပါတယ်ဆိုရဲမြန်မာတွေရဲ့စိတ်ဓာတ်တွေလေနိုင်ငံကြီးကိုဒီမိုကရေစီရကျင်ပါဆိုရဲရကျင်ပါတယ်ဆိုရဲမြန်မာတွေရဲ့စိတ်ဓာတ်တွေကိုချင်းစာနာမှုဆိုရဲစကားကိုလက်ကင်ထားတဲ့နိုင်ငံသားတွေကိုကိုကိုပညာတတ်ပါလို့ကြွေးကြော်နေတဲ့ပညာတတ်တွေပေါ်တဲ့နိုင်ငံဘယ်နေရာမှာဆိုအမတန်တိတက်နေမှုတွေများတဲ့နိုင်ငံကဘာလို့ဒီလောက်ထိချွတ်ချုံကြဆင်းရဲနေရလဲဒီလောက်ပညာတတ်ပါတယ်ဆိုတဲ့သူတွေများတဲ့နိုင်ငံကဘာလို့ဒီလောက်ထိယိုယွင်းသွားရတာလဲအများကြီးတွေးကြည့်စရာမလိုပါဘူး လမ်းဘေးဈေးတယ်လေးအဆင်ပြေလာလို့အကျွေးတွေဆက်လာနိုင်တယ်။မကြမီကြေတော့မယ်သူ့ရဲ့အကျွေးလေးတွေဆက်နိုင်မှုအပေါ်မှာဝမ်းသာပီတိဖြစ်နေရှာတဲ့လမ်းဘေးဈေးတယ်။ထူးထူးခြားခြားမဟုတ်။တမညာတီးတုပ်ရောင်းနေတဲ့လမ်းဘေးဈေးတယ်လေးကိုတောင်မှသူ့အဆင်ပြေလာချိန်မှာမနာလို့မရှုစိမ့်ကြတဲ့လူတွေနေထိုင်တဲ့ဒီနိုင်ငံကဒီလိုခေတ်ကာလအခြေအနေဖြစ်နေတဲ့အပေါ်အထွန်းတက်စရာတော့အကြောင်းရှိလာပါဘူး။ဒီလိုအကျွေးတွေဆက်နေရှာတဲ့ကိုဝင်ရင့်မာကြီးနဲ့လမ်းပြေးဈေးတယ်ကို FDA ထိတက်တိုင်နိုင်တဲ့သူတွေ လိုင်းမောင်မှာပေါ်ပေါ်တင်တင်ကိုဗလိမ်မီဆွဲချနေရတဲ့လူတစုရဲ့စိတ်သက်တွေစိတ်နေစိတ်ထားတွေအောက်တန်းကြတဲ့အတွေးခေါ်တွေကတော့အံ့ဩလာပါပြီအခုလိုမျိုးသူများမိသားစုဘဝကိုအလောက်ကင်မဲ့သွားတယ်ကိုဝင်ရင့်မိုင်းနဲ့ဒုက္ခရောက်သွားတယ်ဆိုတော့အမတန်ပြောနေကြရောပေါ့ဒါကြောင့်မို့ဒီနိုင်ငံဒီလိုဖြစ်နေတာကလည်းအံ့ဩစရာမရှိပါဘူးဆရာပြည်သက်ကြီးအတွက်မျှဝေပေးလိုက်ပါတယ် အခုတင်ဆက်ပေးမှာကတော့မိုးဆက်ချွေရဲ့ဖခင်နေရာကိုတာဝန်ယူပြီးအဆုံးဖြတ်လိုက်တဲ့စနေနံနဲ့သေုပ်ဆောင်နိုင်သူပါအခုတလုံးမှာနာမည်နှလုံးနဲ့မင်းသားရိနာမည်သုံးလုံးနဲ့မင်းသားရိကပြိသက်တူကိုအပြေအဝဆုံးမထားနိုင်ထုံးပါပဲနာမည်သုံးလုံးနဲ့အီမီဆန်ကိုခြေချလိုက်တဲ့မင်းသားကလည်းဘယ်သူလဲဆိုပြီးပြိသက်တူကစိတ်ဝင်စားခဲ့ကြသလိုနာမည်နှလုံးကခလေးဖေကဘယ်သူလဲဆိုပြီးတော့ line ပေါ်မှာဟိုလေးတကြောကြောဖြစ်နေခဲ့တာပါ session နှစ်ကြောကြောင်းတမီးချင်းကိုပြစ်ထားပြီးဖခင်မြတ်တာကင်းမဲ့နေတဲ့ စနေနံနဲ့စတဲ့အမှုပညာရှင်ကဘယ်သူလဲဆိုပြီးပရိသတ်တွေကသိချင်နေကြသလိုထင်ကျေးပေးနေတာတွေကလည်းအများကြီးပါပဲပရိသတ်တွေကတော့စနေနံနဲ့စပြီး ကလေးရှိတဲ့မင်းသားတွေကိုအမှုပညာရှင်တွေရဲ့နာမည်ကိုထင်ကျေးပေးရင်းနဲ့အဖေပြောက်ရှာဖို့တော့ဖွင့်နေကြပါတယ်ပရိသတ်တွေထင်ကျေးပေးခံရတဲ့အချိန်မှာနာမည်ကြီးမင်းသားမင်းသမီးတွေလည်းပါသလိုပွဲတိုင်းကျော်နိုင်လူလည်းပါပါတယ်လူကျန်တယောက်ဆောင်နိုင်လူကတော့ဘာပွဲဖြစ်ဖြစ်သူ့ကိုထင်ကျေးပေးကြအောင်များပါတယ် မင်းသမီးကိုဟိုကိုင်းဒီကိုင်းလုံးတဲ့နာမည်နှလုံးနဲ့လူချမ်းတို့ကလည်းနိုင်လူဆိုပြီးအားလုံးကထင်ကြည်ပေးခဲ့တယ်လို့အခုလည်းကလေးဖေကနိုင်လူလားဆိုပြီးပြိတက်အချို့ကမင်းမြန်နေကြပါပြီ နိုင်လူကတော့အခုပြဿနာကအရန်ကြီးညင်းမနေပဲမိုးဆက်ချိုရဲ့အဖေအဖြစ်တာဝန်ယူပြီးရှိပေးမယ်ဆိုပြီးမီဒီယာတွေကနေပြီးတော့အားလုံးကိုအသိပေးလာခဲ့ပါပြီနိုင်လူကတော့မိုးဆက်ချိုရဲ့ဗီဒီယိုကိုကြည့်ပြီးဝမ်းနဲ့မျက်ရည်ကျခဲ့ရတဲ့အချိန်တနာခဲ့ရပါတယ် စကားထဲမှာဒါကြမ်းတမ်းတဲ့လူချမ်းတယောက်ဖြစ်ပေမဲ့အပြင်မှာတော့နှုတ်ဖက်နေတဲ့အသေးနှလုံးကြောင့်ခလေးဖင်နီယာကိုဝင်ယူဖို့ဆုံးဖြတ်ချက်လိုက်ချလိုက်တာပါ။နိုင်လူကတော့မိုးဆက်ချိုဒီအန်နေစစ်ဆေးရမလို့အောင်သူ့ဘက်ကတမိတယောက်လိုချစ်ခင်ပေးဖို့အစဉ်သင်းဖြစ်နေပြီပဲဖြစ်ပါတယ်။ပရိသတ်တချို့ကစားနာပြီးကလေးဖေးရနိုင်လူဆိုပြီးပြောနေပေမဲ့နိုင်လူကတော့စိတ်မဆိုးပါဘူး။မိုးဆက်ချိုရဲ့အဖြစ်ကိုဂိယူနာတမိတယ်လို့ပြောခဲ့တဲ့စကားတချို့ကြောင့်မျက်ရည်ကျလောက်တဲ့အထိစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ။မိုးဆက်ချိုက၃နှစ်အရွယ်ကလေးကဖခင်ဖြစ်သူမင်းသားကြီးရဲ့ပြစ်ပယ်တာကိုခံစားခဲ့ရတာမို့စိတ်မကောင်းဖြစ်နေတယ်လို့အခုထိလည်းအဖေဖြစ်သူကိုတန်းတားနေသေးပါ။အဖေနဲ့တွေ့ချင်ပေမဲ့မိတွေကလက်မခံနိုင်တာမို့တွေ့ခွင့်မရသလိုအဖေနဲ့တွေ့ချင် DNA စစ်ပေးဖို့နဲ့ကွာရှင်းစာချုပ်ပေးဖို့မှတ်ပုံတင်တဲ့ကအဖေနာမည်ကိုပါပြောင်းပေးဖို့ပြောဆိုခဲ့ပါရယ်။တနားစရာကောင်းတဲ့အလှမယ်လေးမိုးဆက်ချိုကတော့အခုအချိန်မှာဖခင်မြတ်တာရောမိခင်မြတ်တာမှာပါငမွန်နေသူတယောက်ဖြစ်ပါရယ်။ အဖေကနောင်မင်းမခိုးပြေးပြီးတိုးအိုတိမ်ထူထောင်ခဲ့သလိုအမေဖြစ်သူကနောက်အိမ်အောင်ပြူထားအောင်မိုးဆက်ချိုကတော့ကြားမှာလက်ဟာနေခဲ့တာပါမိုးဆက်ချိုကတော့အခုချိန်မှာပဲသူ့ကိုမှမမုန်းတော့ပဲဖခင်ဖြစ်သူကိုတစ်ဆက်ကလောင်ဖြစ်ဖြစ်တွေ့ပြီးဖတ်ထားခြင်းနဲ့ဆိုပြီးသူ့ရဲ့ဆန္ဒတိတိလေးကိုထုတ်ပြောလာခဲ့တာပဲဖြစ်ပါတယ်လူချမ်းကြီးနိုင်သူကတော့မိုးဆက်ချိုရဲ့အဲ့ဒီအပြောတွေကိုမခံစားနိုင်တာပါအဖေဖြစ်သူကဘလို့စိတ်နဲ့နေနေလဲမသိပေမဲ့သူကတော့ကလေးရဲ့ခံစားချက်တွေကိုပြင်ထားနိုင်ခဲ့တာဖြစ်ပါတယ်နိုင်လူကလည်းအိမ်အောင်နှက်ဆက်ကြဘူးသူပါ ်ပထမအိမ်အောင်နဲ့သမီးနှစ်ယောက်ရခဲ့တယ်လို့ဒုတိယအိမ်အောင်နဲ့သမီးလေးတယောက်မွေးထားပါတယ်။နိုင်သူကနောက်ထပ်အိမ်အောင်ကြားခဲ့ပေမဲ့ပထမအိမ်အောင်နဲ့ရတဲ့သူ့သမီးတွေကိုအဆက်အသွယ်မပြတ်ပဲလိုအပ်တာတွေလုပ်ပေးတတ်သူဖြစ်ပါတယ်။မိဘတွေကမဖြစ်နိုင်လို့လမ်းခွဲခဲ့ပေမဲ့သူ့သွေးသားဖြစ်တဲ့ကလေးတွေကိုအခုချိန်ထိချစ်ခင်ပေးနေတဲ့အဖခင်ကောင်တယောက်လည်းဖြစ်ပါတယ်။ကိုရိုင်းလည်းကလေးတွေအပေါ်မှာလိုလေသိမရှိအောင်ချစ်ပေးတတ်သူမို့မိုးဆက်ချို့ရဲ့ခံစားချက်ကိုပို့ပြီးတော့အားလည်နေပြရတယ်ပဲဖြစ်ပါတယ်။ ။မိုးဆက်ချိုကတော့အဖေဖြစ်သူကိုတစ်ဆက်ကလောက်ဖတ်ထားခြင်းနဲ့စိတ်ကူးရှိသလိုသူ့ကို50ဆက်ကလောက်ဖတ်တဲ့လက်ခံပေးနိုင်တယ်လို့ဆိုပါရယ်။နိုင်လူကတော့မိုးဆက်ချိုသာလက်ခံမင်းဆိုရင်ဖခင်နေရာကိုတောင်းယူပေးဖို့စိတ်ကူးထားသလိုကျွေးမင်းဆောင်းရှောက်ဖို့ပါစိတ်ကူးရှိရဲဆိုပြီးမျက်ရည်တွေနဲ့ခလေးကိုတောင်းယူနိုင်ကြောင်းပြောလာခဲ့ပါရယ်။ဒီဇလန်းကလည်းအိုကမပူဆလောင်းကပူနေဖြစ်နေပါပြီ။အဖေအရင်ကတုတ်တုတ်တောင်မလုပ်ပေမဲ့မနေနိုင်တဲ့သူကတနာပြီးတာဝန်ယူမဲ့အကြောင်းပြောနေရပဲဖြစ်ပါတယ်။ပရိသတ်ကြီးတွေမျှဝေပေးလိုက်ပါရရှင်။ အခုတော့အမှုပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Sandy Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေ။